ကာတာနိုင်ငံထဲမှာရှိတဲ့ American လေတပ်စခန်းတစ်ခုကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူး။ပြီးတော့အီရန်ရဲ့ဒုံးကျည်အများစုကို American နဲ့ကာတာလေကြောင်းကာကွယ်ရေးစနစ်တွေကပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ဂျော်လာ23ရက်ညပိုင်းကတိုက်ခိုက်မှုဟာလွန်ခဲ့တဲ့2ရက်လောက်ကအီရန်ရဲ့နျူကလ িয়ার စခန်း3ခုကို American ဘုံးကျဲခဲ့တဲ့အတွက်လက်တုံ့ပြန်တာလည်းဖြစ်ပါတယ်။ကာတာက နိုင်ငံရဲ့လေပိုင်နဲ့ထိပါကျူးကျော်ခံရတာကိုရှုံချကန့်ကွက်ခဲ့ပြီးအီရန်ရဲ့ဒုံးကြီးအာလုံနီပါပြစ်ချခံခဲ့ရတယ်လို့အတည်ပြုပါတယ်။ဒီဖြစ်စဉ်ပြီးတဲ့နောက်နိုင်ပိုင်းအကြာမှာတော့ကတာဟာတိုက်ခိုက်မှုအတွင်းမှာပိတ်ထားတဲ့နိုင်ငံလေပိုင်နဲ့ကိုပြန်ဖွင့်ပေးခဲ့ပြီးအရက်ဘတ်လေချောင်းခရီးစဉ်တွေပုံမှန်ပြန်တန်းနေတယ်လို့ကြေညာပါတယ်။ဒီဖြစ်စဉ်မှာအီရန်ပြစ်မှတ်ထားခဲ့တာကကာတာရဲ့မြို့တော်ဒိုဟာနားမှာရှိတဲ့ LOD လေတပ်စခန်းဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်8000လောက်ခြေစိုက်ထားပါတယ်။အမေရိကန်သမ္မတထရမ့်ကအီရန်ရဲ့တိုက်ခိုက်မှုဟာအတော်လေးအပြော့ပြီးတိုက်ခိုက်မှုမတိုင်ခင်မှာလဲအမေရိကန်စီဂျိုတင်အသိပေးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီအတွက်လဲအီရန်ကိုကျေးဇူးတင်တယ်လို့သူကဆိုပါတယ်။ LOD latest scan ကိုအီရန်ဒုံးကျည်တွေရောက်မလာခင်ကတည်းကအမေရိကန်တပ်ဖွဲ့ဝင်တွေကိုလုံခြုံဘေးကင်းအောင်ဂျိုတင်စီမံရွှေ့ပြောင်းထားနိုင်ခဲ့ပြီးထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ဒုံးကျည်အလုံးနီးပါးပြစ်ချတာခံရတာကြောင့်လဲ လေတပ်စခန်းမှာအပြက်အစီးမများခဲ့ပါဘူးဒီတိုက်ခိုက်မှုအပေါ်အီရန်ပြောတာကနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့အမျိုးသားလုံခြုံရေးကဏ္ဍကိုထိပါပြီးရင်တေချာပေါက်တံပြန်ပေးဆက်ရမယ်ဆိုတာကို American C ရှင်းရှင်းလင်းလင်းပြပြသားသားသတင်းစကားပေးပို့လိုက်တာဖြစ်တယ်လို့ဆိုပါတယ်ကာတာရဲ့ထုတ်ပြန်ချက်မှာတော့အီရန်တိုက်ခိုက်မှုကိုအပြင်းထန်ရှုံချထားပြီးအဲ့ဒီတိုက်ခိုက်မှုကိုအောင်အောင်မြင်မြင်ပဲတွန်းလှန်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီတိုက်ခိုက်မှုမဖြစ်ခင် ကာတာမှာရှိတဲ့အမေရိကန်သံယုံကအမေရိကန်နိုင်ငံသားတွေအနေနဲ့အရန်ထင်သာမြင်သာဖြစ်နေမဲ့အခြေအနေတွေကနေရှောင်ရှားပြီးသို့သောတိတ်တိတ်နေကြဖို့သတိပေးကြေညာထားပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီကြေညာချက်ကိုရုပ်သိမ်းလိုက်ပြီးသံယုံကလည်းပုံမှန်လုပ်ငန်းလည်ပတ်နေပါတယ်။ LOD လေးတပ်စခန်းကိုအီရန်ကလက်တုံပြန်တိုက်ခိုက်ပြီးတဲ့နောက်နိုင်ပိုင်းအကြာမှာအီရန်နဲ့အစ္စရေးတို့ဟာအပြည့်အခတ်ရက်စဲကြရမယ်ဆိုပြီးထရမ့်ကသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ Truth မှာကြေညာခဲ့ပါတယ်။ ဒီတိုက်ခိုက်ခံရတဲ့လေတပ်စခန်းကအရှေ့အလယ်ပိုင်းဒေသမှာဆိုရင် အမေရိကန်ရဲ့လေကြောင်းစစ်ဆင်ရေးမစ်ရှင်တွေကိုအထူးကကုကဲနေတဲ့အထင်ကရစစ်ဌာနချုပ်တစ်ခုဖြစ်ပါရရှင်